မြေပြမကြံငါတို့အားလုံးငါအညံ့မခံစိတ်အားနာတော်လံလာလာဒါကြဟေးညီကိုမောင်မတွေငါတို့အားလုံးဟိကျွေးကြမယ်အာနာရှင်ကြဆုံးစီညီစင်တော်ညီစင်တော်တွဲလမခုံနဲ့ညီစင်တော်ရှုံးမပေးဘူးဟဲ့သဆုံးတိုင်းခိုင်ပွဲဝင်ကြရင်လူလူတိုက်ပွဲမြင်အောင်နိုင်ရမယ် ဟဲ့ဒီမုံမျိုးချစ်တွေငါတို့အလုံးကကြွေကြော်ဒီပါမင်းကြစီလာလာလာကြဟဲ့မြမပြည်သားတို့ရဲ့ငါတို့အလုံးစီလုံးမင်္ဂလာပါရှင် Farren Farm ကိုနားဆင်နေကြတဲ့တော်တန်းရှင်တွေအားလုံးကျမချမ်းသာကြပါစေအခု ကျမတို့ Farren FM ရေရေဒီယို အစီအစဉ်တွေကိုကရင်နီပြည်မှာ90.2 MHz 90.2 MHz နဲ့ Ferrefam Facebook page နဲ့ YouTube ကနေတပြိုင်တည်းထုတ်လွှင့်ပေးသွားမှာပါ။ Ferrefam ရဲ့နေ့စဉ်ထုတ်လွှင့်ချက်တွေကို Radio တိုင်းကနေဆိုရင်ညနေ6:00နာရီကနေည7:00နာရီအထိ90.2 MHz မှာဖမ်းယူနားဆင်နိုင်ပြီးတော့ဒီနေ့ညထုတ်လွှင့်ချက်တွေကိုတော့မနက်ဖြန်မနက်7:00နာရီကနေနေ့လယ်7:00နာရီမှာ Radio ကနေပြန်ပြီးတော့နားဆင်နိုင်ပါတယ်ရှင်။တို့အလုံးရဲ့တက်ဒီ point to fit trip ဒီနေ့မြန်မာတက္ကရာ1389ခုကစုံလာစန်းရှိရ2025ခုနှစ်မေလ4ရက်တနင်္ဂနွေနေ့ဖရဲဖန်ရဲ့အစီအစဉ်တွေကိုကျွန်မပြတော်ကတင်ဆက်သွားမှာပါဒီနေ့ဖရဲ FM ကနေဓမ္မဒေသနာတရားတော်နဲ့ဓမ္မသခြင်းဖရဲ FM နေ့စဉ်သတင်းများလူမျိုးပေါင်းစုံဒေသခြင်းအစီအစဉ်ကနေကချင်လူမျိုးစုသခြင်းအပွေးမြင်ပင်သည့်တွေးဆင်ခြင်းသတင်းမှန်သည့်အစီအစဉ် ချုပ်ဆိုတဲ့ငွေဦးကဗျာကရားဘာသာသတင်းနဲ့တော်လန်ရေးသချင်းလူမျိုးစုသချင်းနဲ့ဖျော်ဖြေရေးသချင်းစာတွေကိုတင်ဆက်ပေးဖို့ပြင်ဆင်ထားပါတယ် Federal FM 90.2 MHz Federal FM ကအတန်လွှင့်နေပါတယ် ပထမဆုံးအနေနဲ့တောတန့်ရှင်တွေဝိညာဉ်ခွန်အားတိုးဝါစေဖို့ဓမ္မဒေသနာတရားတော်ကိုတင်ဆက်ပေးကြပါမယ်။နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလိုက်လဲစွာကြိုဆိုပါရစေ။ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါရစေ။ ရက်စနေနေ့ဖိလိပ္ပိဩဝါဒစာခန်းကြီး၁ခန်းငယ်၁၂မှ၁၈ငါ၌ရသောအမှုအရာတို့သည်ဧဝံဂေလိတရားကိုမမြစ်တားသည်သာမကပြုစုရာဖြစ်သည်ဟုသင်တို့သိစေခြင်းကငါအလိုရှိ၏ ထို့သောသောအဖြစ်ခရစ်တော်ကြောင့်ငါခံရသောချီးနှောင်ခြင်းအမှုရာသည်နန်းတော်၌အနှံ့အပြားထင်ရှားသည်သာမကခတ်သိမ်းသောအရ၌ထင်ရှား၏တခင်ဖျား၌ညီအကိုအများတို့သည်ငါခံရသောချီးနှောင်ခြင်းကြောင့်ယုံမားသောစိတ်နှင့်ကင်းလွတ်၍ကြောက်ရွံ့ခြင်းမရှိဘဲနှုတ်ကပတ်တရားတော်ကိုတာ၍ဟောပြောဝန်ကြ၏လူချို့တို့သည်ညူဆူရန်တွေ့သောသောဘောနှင့် ခရစ်တော်၏တရားကိုဟောပြောကြ၏ အချို့တို့သည်စေနာစိတ်နှင့်ဟောပြောကြ၏ငါသည်အေဝံဂေလိတရားကိုထောက်မဖို့ရာခန့်ထားသောသူဖြစ်ကြောင်းကိုဤသူတို့သည်သိ၍ခရစ်တော်ဤတရားကိုမေတ္တာစိတ်နှင့်ဟောပြောကြ၏ထိုသူတို့သည်ကြည်ဖြူသောစိတ်မရှိချီနောင်ခြင်းကိုငါခံရသည်တွင်တာ၍စင်ရင်စီမည်ဟု အကြံရှိ၍ယံတွေ့ခြင်းသောစိတ်နှင့်ဟောပြောကြ၏တို့ဖြစ်၍အဘယ်သို့နီးပြောဝဲ၍ဟောပြောသည်ဖြစ်စီ တစ္ဆာရှိ၍ဟောပြောသည်ဖြစ်စီအဘယ်သို့သောအားဖြင့်ဟောပြောသည်ဖြစ်စီခရစ်တော်၏တရားကို ဟောပြောခြင်းရှိ၏ထိုအကြောင်းကြောင့်ငါသည်ယခုဝမ်းမြောက်၏ငါ၌ရောက်သောအမှုအရာတို့သည်အေဝံဂေလိတရားကိုပြုစုရာဖြစ်သည်ဟု သင်တို့သိစေခြင်းငှာငါအလိုရှိ၏ ဖိလိပ္ပိဩဝါဒစာအခန်းကြီး1အခန်းငယ်32ဘုရားသခင်၏အမြင်2018ခုနှစ်တွင်တရားဟောဆရာတန်ဖလစ်ပင်သည်စက်ဘိန်းမတော်တဆမှုကြောင့်တင်ပစုံအယိုးအဲ့၍ဆေးရုံတက်ခဲ့ရသည်ဆရာဝန်များကခေါင်းထိခိုက်မှုရှိမရှိသိရရန်သူ့ခေါင်းကို CT scan ဖတ်ကြည့်သောအခါသူ့အုံနောက်ရှေ့တွင်ကြီးမားသောအချိတ်ဆိုးတစ်ခုကို ဆရာဝန်များတွေ့ခဲ့သည်ထို့သောတွေ့ရှိပြီးနောက်နောက်ထပ်အချိန်ငယ်များကိုပါ တွေ့ခဲ့ပြီးအယိုးချင်းစီအစားထိုးခြင်း အပါအဝင် များပြားသောကုသမှုများကို ခံယူခဲ့ရသည်သူ့အုံနောက်အချိန်ကိုရှာတွေ့ရန်ဖျားသခင်က ထိုးမတော်တဆမှုကို ဖြစ်ခွင့်ပေးခဲ့ခြင်းဟုဖလစ်ပင်ကယုံကြည်သည်ဖျားသခင်သည်ဘုန်းတော်ထင်ရှားရန်အတွက် မတော်တဆမှုများနှင့် အခြားဒုက္ခအခက်အခဲများကို အသုံးပြုနိုင်ကြောင်း ရှင်ပေါလုကဖိလိပ္ပိအသင်းသားများအားပြောခဲ့ပါသည်တမန်တော်ကြီးသည်ယောမအေခရစ်နီရိုရှေ့တွင် တရားစီရင်ခံရရန်စောင့်ဆိုင်းရင်းအကျဉ်းကျနေခဲ့သည်ဝန်းနေရမည်အစားရှင်ပေါလုဝမ်းမြောက်ခဲ့သည် သူမြည်ခဲ့သို့ပျော်ရွှင်နိုင်သည်နီခရစ်တော်ကြောင့်ခံရသောချီးနှောင်ခြင်းအမှုအရာကိုရှင်ပေါလုကအခွင့်အူးအဖြစ်မြင်ခဲ့ပြီးသူ၏ဒုက္ခဆင်းရဲကိုဘုရားသခင်၏အမြင်မှကြည်ကား ငါ၌ရောက်သောအမှုအရာတို့သည်အေဝံဂေလိတရားကို ပြုစုရာဖြစ်သည်ဟုဆိုခဲ့သည်ရှင်ဘောလုကသူအကျဉ်းချခံရခြင်းကိုအခွင့်အရေးအဖြစ် အသုံးပြုကာအကျဉ်းဆောင်တို့ကိုတည်င်းကောင်းဝေငှခဲ့သည် သူချုံနှောင်ခံရစဉ်ခရစ်တော်၏တည်င်းကောင်းကို ဟောကြားခဲ့ပြီးသူ၏ပုံသက်တည်ကြောင်းအခြားသောယုံကြည်သူများကကြောက်ရွံ့ခြင်းမရှိဘဲနှုတ်ကပတ်တော်တရားတော်ကိုတာ၍ဟောပြောဝင့်ခဲ့ကြပါသည် ဆင်းရဲဒုက္ခများကြုံရသောအခါဖျားသခင်၏အမြင်ကိုယုံကြည်စိတ်ချကြပါစို့ဖျားသခင်သည်ခက်ခဲကြံတန်းသောအရာမှပင်ကောင်းမွန်သောအရာတစ်ခုခုကို ဆောင်ကျဉ်ပေးနိုင်ပြီဟုယုံကြည်ကြပါစို့ လက်တလောကြုံခဲ့ရသည့်ခက်ခဲသောအခြေအနေကိုသင်မြည်ခဲ့သို့တုံ့ပြန်ခဲ့သည်နီဖျားသခင်ဘက်မှအမြင်ကိုသင်မြည်ခဲ့သို့ခံယူနိုင်မည်နီအဆုံးတွင် ကောင်းကျိုးဖြစ်လာရန်ဖျားသခင်စီမံနေသည်ကိုသင်မြည်ခဲ့သို့မြင်နိုင်သည်နီကောင်းကင်ဘုံရှင်အဖဖျားကျွန်ုပ်ဘဝတည်းတွင်အဖ၏အလိုတော်ဖြစ်စေရန်ကျွန်ုပ်၏ခက်ခဲသော အခိုက်အတန့်များကို အသုံးပြုတော်မူပါသခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည်အာမင်နေစဉ်ခွန်အားကိုကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။ ဆရာတော်ရဲ့ဓမ္မဒေသနာတရားတော်ကိုကြားရတဲ့အတွက် စိတ်ခွန်အားရရမယ်လို့မျှော်လင့်ပါတယ်။အခုဆက်ပြီးတော့ဓမ္မသတင်းကိုကြားရမှာပါ။ 楼下 心念着。 飘雪落，满眼千里，铺上白度。Rut, 太太山岭陡，弯腰撑过白度。寂静的天涯路，归隐在天涯内。流浪客，追白露，跪高山。 ေးသူအတောင်တော်နဲ့ 心动。 3.2 megahertz.